အားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube channel လေးဖြစ်တဲ့ပေါ့နော်ဒါ Linga Support channel ကနေလည်းကြိုဆိုပါတယ်ဟုတ်ကဲ့ပါအဲဒီနေ့မှာတော့ကျွန်တော်အနေနဲ့ဒီကဘာဗလာ80ဘွဲစင်တွေကိုကျွန်တော်ရွေးချယ်ပေးသွားမှာဒီဘွဲစင်တွေနောက်ကြတယ်ကျွန်တော်လည်းဒီဘွဲရွေးချယ်သုံးသတာလည်းလည်းနောက်ကြတယ်ဗျာဘာလို့ဆိုတော့ဒီကဘာဗလာဘွဲစင်တွေကိုပေါ့နော်ကျွန်တော်တိတ်ပြီးတော့ဒါသဘောမကျဘူးအားမရဘူးပေါ့နော်ရွေးချယ်မှုတဲမှာအဲနောက်တစ်ခုကတော့ဒီလိတ်ပြိုင်ဘွဲစင်တွေကတော့ဒီဒီဘက်စနေတင်းငွေတွေမှာပြန်စားရတာဒါဒီဇင်ဘာလည်းရောက်တော့ဆောင်းလည်းဝင်ပြီဆိုတော့ခရစ်စမတ်ကာလမှာဒါနားကြမှာဖြစ်တယ် ဒီဘက်နဲ့ဘက်လောက်ကမိသွားရင်လည်းလေပွဲစဉ်နားတော့မှာဗျာဒါသူတို့ကခက်စမတ်ဝင်သွားဖို့ပေါ့နော်ဆိုတော့လွဲဖြစ်ပါဒီကမ္ဘာဖလာတော့ဒီနေ့မနေ့ဖြန်တစ်ခါတော့၃ရက်ဆက်တိုက်လောက်ကစားပြီးသွားမယ်ဆိုရင်ရှင်တော့ဒါလေပွဲစဉ်တွေပြန်လာကြမှာဖြစ်တယ်ကျောကဘာဘလာပွဲစဉ်တွေမှာတချို့နိုင်ငံအသင်းတွေကပေါ့နော်ဒါတရားဝင်ရသွားသလိုဖြစ်သလိုတချို့ဒါနိုင်ငံအသင်းတွေကလည်းဒါရုံးကန်အောင်မှလည်းဖြစ်တယ်ရမှတ်လိုအပ်ချက်တွေရှိနေတယ်နောက်ပြီးတော့ရမှတ်ဒီအမှတ်တွေတူပြီးတော့ကိုဗစ်ကိုကလည်းကွာနာဖြစ်တယ်ဗျကျွန်တော်ဒီနေ့နှစ်ပွဲပဲကျွန်တော်ရွေးချယ်မှာဘာလို့လဲဆိုရင်ဒါကျွန်တော်ရဲ့အကြိုက် အာညီကိုတို့အကြိုက်ရှင်တို့မှာ like ကစားလို့ရပါတယ်မကြိုက်နှစ်သက်ဘူးဆိုတဲ့ညီကိုတွေကတော့မိမိကြိုက်နှစ်သက်ရပါကနေရွေးချယ်စုပ်ပသားလို့ရပါတော့ဒါလေးကကျွန်တော်အကြိုက်ဖြစ်တဲ့ကြောင့်မလို့အာဒီယာကိုင်းတို့အမခံပဲကျွန်တော်ရွေးချယ်ပေးထားတာမဟုတ်ပါဘူးဒါပေမဲ့နောက်တစ်ခုပြောစရာတစ်ခုကတော့အဲကျွန်တော် YouTube channel ဖြစ်တဲ့ Linga Support channel ကိုဒါအသွားရောက်ပြီး subscribe လုပ်ထားပါအောင်လက်ပွဲတင်ပြစာနဲ့အမှပဲကျွန်တော်အများဆုံးတက်ပြီးမှဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ဂျေဗန်စာအနေပြဂျာမနီဘက်နဲ့ပေါ့နော်ဒါဆလိုဗီးနီးယားပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဆလိုဗီးနီးယားနဲ့ဂျာမနီကတော့ရမှတ်ဒါ အတူတူပဲကိုဘေးကိုဝါနဲ့ပဲအထက်အောင်ရှိနေဖြစ်တယ်ဗျတကယ်လို့ဂျာမနီတည်ကြတော့မှဆိုရင်ဒါအုပ်စုအဆင့်ကနေပြီးတော့ဒါကမ္ဘာဗလာကိုတရက်ဝင်ရမှာဖြစ်ပြီးတော့ဆလိုဗီးနီးယားကတော့ဒါသူ့အနေနဲ့ဒါအကောင်းဆုံးဒီဆယ်သိန်းအုပ်စုတွေမှာဒါပလေးရောဂန်မှာလည်းဖြစ်တယ်ဗျနှစ်သိန်းသလုံးတည်းထိတ်တိုက်တဲ့ဆိုမှုကြမှာဆလိုဗီးနီးယားအင်္ဂမာဂျာမနီတို့ဒူးစီးနေတာကိုပြန်အရှုံးနေထားတော့ရှိရအခုခေါက်ဂျာမနီအင်္ဂွေမှာရှင်ပြားမှာဖြစ်တယ်ဂျာမနီတည်ရသွားမှာဆိုရင်ဆလိုဗီးနီးယားကိုဒါ ဒီကိုပေကိုကဟာကြတယ်ပေါ့နော်ဒါဂျာမနီကတည်တက်တော့မဖြစ်တဲ့နှစ်သင်းတော်ကရုံးကန်အားရှိလာဖို့တော့ရှိရဲဂျနီဖာဝေတိုင်းဘော်လိုကြီးရမှာဆိုဂျာမနီကနေရောဆလိုဗီးနီးယားကိုနှလုံးသွင်းတာပြဆုံးသားလေးပြေးတာကိုပေါင်းလေးသုံးလုံးသွင်းတာပြဆုံးရှုံးလေးပြေးတယ်ဗျအညာအောင်လာပေါ်တူဂီလိုပါလို့ဆိုတော်တော်ယုံလာဗျအင်ကွင်းမှာဒါပေမဲ့ဆလိုဗီးနီးယားကိုပြန်သွင်းသွားမှသာလေဘိုးပေါ်မှာကိစ္စမျိုးလည်းဖြစ်လို့ဂျာမနီထိန်းစော့သွားခဲ့မှာဆိုရင်အနည်းဆုံးကိုကတော့ဒါ2-0လောက်ပြတ်ဖြစ်သွားနိုင်တယ်ဗျ ကိုကမရပါဒူးစီဖြစ်ပြီးတော့စိတ်ကြောက်ရွေးချယ်ပေးရမှာဆိုရင်တော့ကျွန်တော်လည်းဒီအင်ဝင်းဖြစ်တဲ့ဒီဂျာမနီဘော်ဒီကိုကြက်တယ်နောက်ထပ်တစ်ကြောင်တော့ဂိုးပေါင်းအောင်လည်းပဲတွဲဆော့စေချင်တယ်အနည်းဆုံးဒါဂျာမနီတွင်းရင်တော့ဒူးစီနှစ်တက်ဒီလောက်ဆိုရင်တော့မှဒါဂိုးအနည်းနဲ့ကျွန်တော်ပြန်ပြီးတော့ပြန်ဖားရမှာလည်းဖြစ်တယ်အဲ့ကြောင့်ကျွန်တော်အနေနဲ့ဒါဆလိုဗီးနီးယားတွင်းမှာဂိုးပေါ်မဲ့ကိစ္စဖြစ်တဲ့တစ်ကြောင်လို့ဂျာမနီဘော်ဒီကိုကြက်တယ်ဂိုးပေါင်းအောင်လည်းပဲတွဲပြီးဆော့ကစားသိချင်တယ်ဗျာနော် ကျွန်တော်နောက်ထပ်တပွဲကိုဆက်လက်ပြီးတော့ရွေးချယ်ပေးသွားမှာတော့ဒီနေ့ပွဲစဉ်ဖြစ်တဲ့ပိုလန်ပွဲကိုကျွန်တော်ရွေးချယ်ပေးသွားမှာပိုလန်နဲ့ပေါ်တော့ဒါမော်တာနဲ့ပွဲစဉ်ရေတော့ရွေးချယ်ပေးသွားမှာဘိုးကင်းဖြစ်တဲ့ပိုလန်ကနေပြီးတော့မော်တာကိုတလုံးချုံးသေးဖောက်ပေးတာအခုလက်ရှိပေါ်လေးဒီတိုင်းမဲ့၃လုံးတွင်းသွားရင်ပြားဆုံးစားသေးကိုပေါင်းသေးဖောက်ပေးထားတယ်ဖြစ်တယ်ဗျ။ဒါကြမ်းမဲ့လိုအပ်ချက်လည်းမရှိဘူး။အုပ်စုဇယားရဲ့ဒီအဆင်ကြားပါဆိုရင်네덜란드ပိုလန်ကတော့ဒါတရက် ဝင်ဝင်ရရှိနေပြီဒီနေ့ပွဲနိုင်ရရှိမယ်ဆိုရင်ဂိုဘေကိုဟာကြတဲ့ပဲဒါပိုလန်နေပြီးအကောင်းဆုံးအုပ်စုဆယ်စင်းနဲ့မှာပါမှာလည်းဖြစ်တယ်ဗျာနယ်သာလန်တေကြနောက်ဆုံးတက်လို့ဒီဂိုများအပြက်ချင်းတွေတော့ချုံနေလို့လည်းမရအောင်နဲ့ဒါလည်းဒါကြောင့်မို့ကျွန်တော်ကတော့ဒီနေ့ပေါ့နော်ဒါပိုလန်နဲ့ဒီမော်တာလိုပွဲစဉ်မှာဆိုရင်ကျွန်တော်ရဲ့စကြဝဠာရွေးချယ်ပေးရတယ်နော်ဂိုအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ဒါ မိုးလန်းနေပြီးတော့ပေါ့နော်ဒါမော်တာကိုအနိုင်ကစားခဲ့မယ်ဆိုလို့ရှိရင်တော့တူးစီးဒါဘယ်လောက်ထိဖြစ်သွားလိုက်လဲကြညီနောက်တစ်ခုကတော့ကျွန်တော်ကဂူပေါင်းသေးတဲ့သုံးလုံးသွင်းသွားကြာစောစားလေးပေးထားတယ်မှာတော့ပုံမလို့တော့ထင်တယ်လို့တော့ညီကလေးကတွေးကြမှာကျွန်တော်ကတော့မကြိုက်ပါဘူးဘာလို့ဆိုမော်တာနဲ့ပို့လန်ပွဲစဉ်မှာဂူအောက်ကလေးနဲ့ AC နဲ့ပဲကျွန်တော်ရွေးချက်ပြီးတော့စောက်ကစားသိကျင်ပါတယ်ခင်ဗျာနော် ဟောကျွန်တော်ရွေးချယ်ပေးထားရတယ်ပေါ့နော်ဒါကမ္ဘာပလာ80ပွဲစဉ်ထဲမှာဆိုရင်ဂျာမနီနဲ့ဒီစလိုဗီးနီးယားပွဲစဉ်မှာဆိုဂျာမနီဘော်ဒီလေးကိုချက်နေတက်တယ်လို့ကိုပေါင်းအောင်နဲ့ကျွန်တော်တွဲဆော့သိကျင်ပါတယ်နောက်တစ်ပွဲအားတော့မော်တာနဲ့ဒီပိုလန်တို့ပွဲစဉ်မှာဆိုကျွန်တော်ကိုပေါင်းအောင်ကြောင်းနဲ့ပေးထားပါဒီပွဲစဉ်တို့ညီကိုတို့အဆင်ပြေမယ်ဆိုရင်တခြားကြိုက်တဲ့အသင်းတွေနဲ့တွဲပြီးတော့ကစားလို့ရပါတယ်ဒီနှစ်ပွဲသလုံးကိုလည်းဒါ ပေါ်ဒီသက်ဆွဲရတယ်လို့မောင်းကြည့်ပဲတွဲဆွဲလို့ရပါခင်ဗျာနော်ဟုတ်ပါကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်ရှုအားပေးတဲ့ညီတို့ထူးပဲကျေးဇူးတင်ပါတယ်ခံကောင်းကြပါလိမ့် YouTube channel လေးဖြစ်တဲ့ Linga Support channel လေးကိုလည်းတွားရောက်ပြီး subscribe လုပ်ပေးကြပါဦးဒါမဲ့ပထမဒါလက်ပွဲစဉ်တွေပြန်စားတော့မှာတော့ကျွန်တော်လည်းအကောင်းဆုံးရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ဒါ YouTube channel လေးမှာလည်းဖိတ်ခေါ်ပြသည်ခင်ဗျာနော်ကြည့်ရှုအားပေးတဲ့ညီတို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ